။ဟာအလုံးလုံးတာကြောက်လို့မရဘူး။ဟိုလှုပ်ကြည့်လိုက်။မကြည့်နောက်တစ်ခုကြောင်းလို့။ညဘာလို့အလုံးကိုကြောက်နေလို့မရဘူးကိုရေ။အာကျွန်တော်အလုံးတော်တော်စုံတယ်6ခု9ခုလောက်လုပ်တယ်။ကျွန်တော်ကျုပ်ပဲရောင်းတယ်အရင်ပြုတ်တယ်။ကျွန်တော်လက်တန်းစီမတ်ဟန်ဂျယ်ရောင်းတယ်အရင်ပြုတ်တယ်။ကျွန်တော်မှပြတော့ရတယ်စပြစီလုပ်ငန်းလုပ်တယ်အရင်ပြုတ်တယ်။အလုပ်ကိုတော်တော်လေးစုံအောင်လုပ်ခဲ့တယ်ကျွန်တော်တို့ငငယ်လေးကကျွန်တော်တို့ကကျွန်တော်တို့စာပြေးရတာကျွန်တော်အလုပ်ဆိုတာပြဆက်နေတဲ့သားမှာကိုပိုင်လုံးမလာလုပ်ဘူးလားကျွန်တော်ပြေးကျွန်တော်တို့အိမ်မှာထားတယ်ကြောက်ပို့တယ် ီးဝါးရဲ့အစီအစဉ်တက်သေးဝါးဆိုကျွန်တော်တွေကတောင်းဝင်ရောက်လေးလုပ်တယ်တိုက်စီလေးမောင်းတယ်ကျွန်တော်တို့ရုံးကမ်းပြီးရှာကျွေးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့မိသားစုအစီအစဉ်ပြည့်တဲ့ချိန်မှာကျွန်တော်အမအကြီးဆုံးရှိတယ်ဆိုတော့အမအကြီးဆုံးပြီးကျွန်တော်ကတားအကြီးပဲတားအကြီးပြတဲ့ပုံမှာမိသားစုဒုက္ခရောက်လာမကြည့်ရုပ်သေးကိုယ်တိုင်ဆက်လုပ်တယ်ကျွန်တော်လုပ်တဲ့ချိန်မှာကျွန်တော်မိမရေငိုဝင်ရဝါဘယ်လိုပြောရမလဲအမျိုးမျိုးနာပြီးမှတက်လာတာပဲကျောင်းကလမ်းတော့တယ်တငယ်ချင်းတွေလည်းတွေ့တယ်တငယ်ချင်းတွေလည်းလက်ခုံတယ်အဲ့တော့ဘယ်လိုပြောရမလဲကျွန်တော်တို့က lemon 50ဖြစ်တဲ့ပုံမှာ လက်မကြည့်တဲ့ငွေချင်းတွေရှိတယ်မျက်နှာလွယ်ကဲပြစ်လို့ဝါငွေချင်းတွေရှိတယ်ဘယ်လိုပြောအောင်လဲကြာရှုံးနိုင်ရင်မပြိုလဲဝါဘူးဗျာကျွန်တော်ကဘယ်လိုပြောဒီလို့မကောင်းရင်ငါနောက်တစ်လုပ်ပြောင်းမယ်ဒီလို့မကောင်းရင်နောက်တစ်လုပ်ပြောင်းမယ်ကျွန်တော်သူများအောင်မလို့ဘယ်လိုမှလုပ်မလို့ဗျာအော်ဝမ်းသာတာပေါ့ကျွန်တော်မိသားစုတွေကတော့ဘယ်လိုပြောအောင်လဲဒီလိုလုံနိုင်တယ်ခြိုင်နိုင်တယ်ဆိုတော့ဟုတ်ဒါပဲဒါပေမဲ့တာသူရှင်းမှာတော့မချီချူရောက်တက်သွားမှာဆိုလို့ မင်္ဂလာပါခင်ဗျာအကျွန်တော်နာမည်ကမြန်မာနာမည်ဆိုရင်ကျွန်တော်ဝင်းမိုးလိုင်ကျွန်တော်အကင်ဆိုင်လေးကတနည်း၈လတနည်း၉လလောက်ရှိပြီတနည်းနဲ့ဟုတ်ကဲ့ကျွန်တော်ဒါကျွန်တော်စာဖွင့်ဖွင့်ခြင်းတော့ကျွန်တော်မြန်မာသမျိုးဆိုင်လေးစာဖွင့်ပြတာကတော့ကျွန်တော်ကဥပုပ်လာမှာပေါ့ကျွန်တော်အကင်လေးဆိုင်လေးအများကြီးရှိတယ်ကျွန်တော်ချက်ကင်လေးကျွန်တော်စိတ်ကင်လေးကျွန်တော်ပြီးစိတ်ပေါင်းလေးအမဲပေါင်းလေးဆိုင်တော်များရှိတဲ့ပုံမှာကျွန်တော်မရှိတဲ့ idea လေးကိုကျွန်တော်နှစ်ပိတ်သားလောက်နဲ့အရင်လေးကျွန်တော်ပြောရမလဲ၂၈၀၀လောက်နဲ့စာဖွင့်ခဲ့တာပေါ့နော်အာကျွန်တော်အလုပ်တော်တော်ဆုံးနေ၆ခု၉ခုလောက်လုပ်တယ် ော်ကျုပ်ဘဲဦးရောင်းတယ်အရင်ပြုတ်တယ်ကျော်လက်တန်စီမတ်ဟန်ဂျယ်ရောင်းတယ်အရင်ပြုတ်တယ်ကျွန်တော်မှပြီးတော့လည်းစပြစီလုပ်ငန်းလုပ်တယ်အရင်ပြုတ်တယ်အလုပ်ကိုတော်တော်လေးစုံအောင်လုပ်ခဲ့တယ်ဒါပေမဲ့ဘယ်လိုပြောရမလဲအဲအရင်ပြုတ်တာကြီးကိုကိုယ်စိတ်ထဲမှာထားပြီးတော့ရက်လိုက်မှဆိုရင်ကျွန်တော်ကအဲ့နေရာမှာတခိုင်းရက်သွားမှာကျွန်တော်အဲအရင်ပြုတ်တာတွေကိုဘယ်လိုပြောရမလဲကျန်တာလေးတွေပါဦးကျုပ်ဘဲဦးကျွန်တော်ရေးတယ်၅သိန်း၅သိန်းမှာကျွန်တော်၂သိန်းလောက်ပြင်ရတယ်အဲ့၂သိန်းနဲ့ကျွန်တော်လက်တန်စီမတ်ဟန်ဂျယ်လုပ်လေးလုပ်တယ်ဘာသာစင်မဆားကြအလုပ်လေးလုပ်နေအရင်တက်ပြုတ်ပြတသိန်းလောက်ကျန်တယ် ကျွန်တော်စပြစီအဖုံလေးဝယ်ပြီးတော့ဖြော်ပြီးလုပ်တယ်ကျွန်တော်အလုပ်လေးလုပ်ပါဘောအလုပ်လေးမဆိုကျွန်တော်နှစ်တောင်းခွန်းလောက်ကျန်တဲ့အမဲငင်လေးဖွင့်ပြပါလားဗျာဘလို့ဆောက်မယ်ကျွန်တော်ဝယ်တယ်ကျွန်တော်တက်ကင်ရောင်းတယ်ဆိုတော့အမဲငင်ကကျွန်တော်ကျွန်တော်မလုပ်ဘူးတဲ့အရာဆိုတော့ကျွန်တော်ဆန်းလုပ်ကြည့်တယ် customer လက်ခံတယ်ဗျာကျွန်တော်ကျွန်တော် customer ရအရသာကောင်းတယ်အသားလေးနဲ့မာတယ်ဒါလေးပြင်ပြီးကျွန်တော်အဲ့ချိန်မှာ SF ပို့နူးတဲ့အသားလေးကိုကျွန်တော်တုံးမိတယ်ကျွန်တော် customer ရဲ့စိတ်တိုင်းကြအရန်လုပ်ပေးတယ်ဗျာကျွန်တော်ဆယ်မှာဆိုလဲအဲ့တိုင်းပဲကျွန်တော်ဒီနေ့ဒီချိန်ထိ site ဖွင့်နေရတယ်ကျွန်တော် customer ကိုရေးသားမှု free တိုက်တယ်ဗျာ စေတမှုကျွန်တော်တို့တပူအခုမှဗျာ900 600တထောင်ဖြစ်နေတယ်အဲ့ဒါကျွန်တော်ပတ်သက်လုံးဝမယူတဝိုင်းကိုတုံးမှုတော့တုံးမှု၅မှုတော့အဲ့လိုချပေးရဗျာကျွန်တော်လည်းဘယ်လိုပြောမလဲစေတနာပေါ့အာဒီအိတ်ကတော့လုံးဝမမင်းနဲ့တော့ဒါကျွန်တော်ဖွင့်နေတဲ့အိတ်လေးအင်းလေတော်တော်လေးတော့တော်လေးတော့လမ်းနေအဲမလဲဘူးဗျာဒါကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်စိုက်ဖွင့်ပြီးတော့ကျွန်တော်၃လောက်လောက်မှာပွဲတယ်အိတ်လေးပေါ့ဒါကျွန်တော်ဘယ်လိုပြောမလဲတောက်လျှောက်ကျွန်တော်ရောင်းရောင်း lucky အိတ်လေးဆိုပြီးကျွန်တော်ထားတာဟုတ်ကဲ့ အပြင်းသွားတဲ့ဒီကြိတ်ပဲဗျဟလာအဲ့ဒီဝရလည်းမလဲဘူးပေါ့မလဲဘူးမလဲဒီအားလေးပဲမောင်နှမကျွန်တော်က၄ယောက်ဗျအမအကြီးဆုံးရှိတယ်ကျွန်တော်ညီရှိမယ်ညီမရှိမယ်ကျွန်တော်တို့ငယ်ငယ်လေးကကျွန်တော်ဖေကကျွန်တော်ကိုစာပြေးခဲ့တာကျွန်တော်အလုပ်ဆိုတာဗျဆက်နေတဲ့သားမှာကိုပိုင်လုံးမလာလို့ဘူးလားကျွန်တော်ဖေကကျွန်တော်တို့အိမ်မှာထားတယ်ကြောက်ပို့တယ်ဒါမှကျွန်တော်အဲ့လို့ပြောရမယ်စီဝိုင်းအစီအစဉ်တက်သေးသွားတယ်ကျွန်တော်ဖေကတောင်းဝင်ရောင်းလေးလုပ်တယ်တိုက်စီလေးမောင်းတယ်ကျွန်တော်တို့ရုံးကမ်းပြီးစာကျွေးခဲ့တယ် အမကျွန်တော်မိသားစုအစဉ်ပြည့်တဲ့အချိန်မှာကျွန်တော်အမအကြီးဆုံးရှိတယ်ဆိုတော့အမအကြီးဆုံးပြီးကျွန်တော်သားအကြီးပဲသားအကြီးဖြစ်တဲ့ပုံမှာမိသားစုဒုက္ခရောက်လာမကြည့်ရုပ်စေကိုယ်တိုင်ဖတ်လို့ဆိုကျွန်တော်လုံးတဲ့အချိန်မှာကျွန်တော်မိမရငိုတယ်ဗျကိုယ်ပိုင်လုံးတယ်ကြီးပဲကျွန်တော်များလို့မလုပ်ဘူးဗျဘယ်လိုကြောက်လဲဘယ်လိုကြောက်လဲဆိုတော့ကျွန်တော်တို့ကအခုကိုယ်ပိုင်လုံးလုပ်တဲ့ပုံမှာကျွန်တော်ညမကောင်းတီဖြစ်စေကျွန်တော်အခုအလုပ်ကိစ္စရှိနေဖြစ်စေကျွန်တော်ဆိုင်လေးကိုကျွန်တော်ပိတ်ပြီးသွားလေးရတယ်များလို့လုပ်ပြီးဆိုကျွန်တော်တစ်ခင်းမျက်နှာကြည့်ရမယ်ကျွန်တော်ပြီးရင်မန်နေဂျာမျက်နှာကြည့်ရမယ် မန်နေဂျာအောက်မှာမန်နေဂျာဖက်ပုံပြီးဆရာကျတဲ့စူပါမျက်နှာကြည့်ရအောင်အဲ့လိုကျွန်တော်အစင်းစင်းကြည့်ပြီးမှကျွန်တော်ကလုပ်လို့ရအဲ့တော့ကြောင့်ဘဝမှာကိုပိုင်အလောက်ကအကောင်းဆုံးပဲကိုပိုင်လုံးလုတာအခုကို900မျက်လဲကိုပစံမင်းတစ်ထောင်မျက်လဲကိုပစံမင်းဘဝကဘလို့ပြောရမလဲအမျိုးမျိုးနာပြီးမှတက်လာတာပဲကျောက်ကလမ်းသွားတယ်တကယ်ချင်းနဲ့တွေ့တယ်တကယ်ချင်းရင်လို့လက်ခေါ်တယ်အဲ့တော့ဘလို့ပြောရမလဲကျွန်တော်တို့ကလမ်းမင်းစည်းတဲ့ဖြစ်တဲ့ပုံမှာလက်မကြည့်တဲ့တကယ်ချင်းတွေရှိတယ်မျက်နှာလွယ်ကဲပြစ်လို့ရတကယ်ချင်းတွေရှိတယ်အဲ့တော့အများကြီးပဲဗျာကြုံတွေ့ရတာတွေကတော့ဘလို့ပြောလဲဝါးလိုက်ပြီဗျာ ကြောင်းလဲတာပေါ့အရရလောကကြီးရငွေပဲကြီးမင်းနိုင်လက်စင်နဲ့တချောင်းရှိရနော်ဟုတ်တယ်ကိုဟုတ်တယ်အလားထွက်လိုက်နော်အော်ရာခုမဆက်လုံးမဘယ်လိုပြောအောင်လဲကြာရှုံးတိုင်းလည်းမပြိုလဲပါဘူးဗျာကျွန်တော်ကဘယ်လိုပြောဒီလုံးမကောင်းရင်ငါ not လုံးပြောင်းမယ်ဒီလုံးမကောင်းရင် not လုံးပြောင်းမယ်ကျွန်တော်သူများအောင်မလို့ဘယ်လိုမှလုံးမလုံးဗျာကျွန်တော်ကဘိုးဘိုးလောက်ပဲယူကျွန်တော်အားလုံးကျွန်တော်မျိုးအကားတာဗျဟုတ်လားဟုတ်ကဲ့ဘယ်လိုကြောက်လဲဘယ်လိုကြောက်လဲဆိုတော့ကျွန်တော်တို့ကလူငယ်တွေဖြစ်တော့မှာဗျာငွေရတဲ့အောင်မနိုင်ဘူး အခုကျွန်တော်ကအခုလက်ထဲမှာဆက်သေးရှိတယ်ဆက်သေးတော့သုံးကျင်သုံးလိုက်တာပဲမိဘတွေကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့အပ်လိုက်တယ်နောက်နေ့ကျရင်တင်းသားတင်းသားရဲ့တင်းသားနဲ့အဆိုင်ခဲလေးတစ်ခုဖြစ်အောင်လုပ်ပေးတာပေါ့နော်အဝမ်းသာတာပေါ့ကျွန်တော်မိဘတွေကတော့ဘယ်လိုပြောအောင်လဲဒီလိုလုံနိုင်တယ်ကိုင်းနိုင်တယ်ဆိုတော့ဟုတ်ဘာသာဒါပေမဲ့တာသူရှင်းမှာတော့မချီချူရောက်တက်သွားမှာဆိုအာလုံးလုံးတာကြောက်လို့မရဘူးလုံးကြည့်လိုက် မဖြစ်နောက်တစ်ခုပြောင်းလို့ညဘာလို့အလုံးကိုကြောက်နေလို့မရဘူးကိုရေကတပတ်တော့ကအောင်မြင်မယ်လို့ပဲကျွန်တော်တွေးရတာဘယ်လိုပြောအောင် အရှုံးပေးလို့မရဘူးဗျာကိုရှုံးပေးလိုက်ကိုတော့မမိသားစုရှိမယ်စာဝတ်နေရှိမယ်ကျွန်တော်ကအိမ်ကားနဲ့နေရတော့ပို့ဆိုးတယ်ဗျာကျွန်တော်အိမ်သားကပြည်လို့မပေးနိုင်အိမ်ရှင်ပြောရရှိတယ်ကျွန်တော်အရင်တော့ဆိုအတိုးရင်းနဲ့ချီရတဲ့ပတ်သက်နေရှိတယ်မပေးနိုင်လို့အတိုးဝလာတောင်းတာရှိတယ်အဲ့ဒါညအားလုံးကဘယ်လိုပြောအောင်လဲဆိုတော့ကျွန်တော်အဲ့ဒါညငါစူးစမ်းမရဘူးငါမစူးစမ်းရင်ငါမိသားစုပြုလဲတော့မယ် အဲ့တော့သူတွေနဲ့စူးစမ်းခဲ့ရတော့မအများကြီးတော်ဆဆရောင်းချင်းရတော့ကျွန်တော်မလို့ပြောရမယ်တသိန်းလောက်ကနေစားတာအမေသားနှစ်ပိတ်သားကြောင့်ဝယ်တယ်ရောင်းတယ်အဲ့တော့ရောင်းချင်း6တောင်းအဲ့တော့ရောင်းရောင်းရနေအခုဆိုကျွန်တော်နှစ်ဆိုင်ပေါင်းကိုကျွန်တော်ရှိတယ်ဗျ35နဲ့40လောက်သွားတယ်ဗျဟုတ်ကဲ့နှစ်ဆိုင်ပေါင်းပိတ်သားချင်းမဟုတ်ဘူးဗျရောင်းချင်းရဟုတ်ကဲ့ပိတ်သားချင်းဆိုရင်ကျွန်တော်60ကျော်ဝိုင်းဦးကြတော့ဟုတ်ကဲ့အောက်ကျွန်တော်ဒီအနောက်မှာခင်းလာတဲ့ဒီဘန်းဆိုရင်ဒါအပေါ်မှာတင်လာပဲရှိအောက်မှာကျန်ဦးမယ် ဒီကောင်ဆိုရင်ဒီဘက်ဒီဇိုင်းနဲ့ကိုးပိတ်တာလုံးကိုနေမျိုးတွေကျွန်တော်ဟိုတမိုင်းလောက်ကြိုဆက်ပေးရတယ်ဗျာကျွန်တော်ကတော့ဖူပန်လာကိုကရက်တိုနဲ့တော့မချိန်တာဘူးကိုပိုင်ဇာတိလေးရှိတယ်ကျွန်တော်ပို့ပေးတယ်ဗျာ09684363309ဒါကတော့ကျွန်တော်ဒါကရန်လေးဆိုင်ဖုန်းနံပါတ်ဒါကတော့ခုခု6433လုံးဒါကျွန်တော်မင်္ဂလာတောင်ကျွန်းဆိုင်ဖုန်းနံပါတ်ပေါ့နော်ကျွန်တော်ဆိုင်ကကျွန်တော်မင်္ဂလာတောင်ကျွန်းမြို့နယ်ကျွန်တော်ပင်ရရပေါ့နော်မင်္ဂလာတောင်ကျွန်းမြို့နယ်ကျွန်တော်113လမ်းထိပ်ဘုံမင်းအောင်လမ်းမကြီးပေါ်မှာရှိတယ်အဲ့ဆိုင်လေးကကျွန်တော်ညနေ6:00ခွဲမှာဖွင့်တာဗျာ ဒါဆိုရင်ဒါကျွန်တော်ရဲ့ဆိုင်အစ်စ်လေးဒါကကျွန်တော်တို့26လမ်းဒါဆိုရင်ကျွန်တော်26လမ်းကန်နလန်ချိတ်ဒါကျွန်တော် night market ညာဈေးထဲမှာရှိတယ်ဗျလာခဲ့ပါကျွန်တော်ဆိုင်လေးကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါမယ်ဗျဆိုင်လေးရောက်ရင်တည့်ရမှာတခုကကျွန်တော်ဆိုင်လေးမှာအသား18မျိုးလောက်ရှိတဲ့ပုံမှာမာတဲ့အသားလေးလည်းရှိတယ်ဗျကျွန်တော်တို့မေးပေးပါဒီသားလေးကဘယ်လိုလေးလဲလေးလဲမေးပေးရင်တော့ကျွန်တော်တို့ကအကောင်းဆုံးအသားကိုညွှန်ပေးရဗျဟုတ်ကဲ့